ဆိုတော့ကျွန်တော်တို့ကြီးပွားခြင်းကြတဲ့ချမ်းသာခြင်းကြတဲ့အောင်မြင်ခြင်းကြတဲ့ပေါ့နော်အဲ့ဒီအတွက်မမတွေကိုရှောင်ကြပါ မမတွေကိုရှောင်ကြပါ အနေနဲ့ရကရွှေစကားငွေစကားမိတ်ဆွေများအားလုံးကိုစိတ်နှပြကျမ်းမာတည်တဲ့ကျမ်းမာအောင်ချမ်းသာတည်တဲ့ချမ်းသာအောင်ဆွမ်းဆောင်တော်မူနိုင်ကြပါစေ။ကံညာဝရိယသုံးချက်လုံးအားကောင်းအောင်လဲကြိုးပမ်းတော်မူနိုင်ကြပါစေ။ဘေးပြာအပေါင်းကနေဝေးကွာအောင်မိမိကိုမိမိလဲရွတ်ဆောင်နိုင်ပါစေ။မိသားစုဆွေမျိုးသားချင်းများအပေါ်မှာလဲဆောင်ရှောက်နိုင်ပါစေ။ဘေးဒုက္ခအန္တရာယ်နဲ့ကြုံတွေ့နေကြတဲ့ခေါရီယာသားသမီးများအပေါ်မှာလည်းပဲကာယကံဝစီကံမနောကံတတ်ဆွမ်းသမျှတွေနဲ့ ကူညီပေးမှထောက်ပံ့ရမ်းမနိုင်ကြပါစေလို့လိုက်လိုက်လဲလဲမေတ္တာပို့သနှုတ်ခွန်းဆက်သလိုက်ပါရခင်ဗျာရွှေစကားကနေပြီးတော့လာစဉ်ကျွန်တော်ဒီရွှေစကားငွေစကားဟောပြောချက်လေးတင်ပေးနေတယ်အနေနဲ့ရကမိတ်ဆွေများအတွက်လဲအသုံးတဲကြအကျိုးထူးကြတယ်ဆိုတာပြန်လဲကြားသိရတဲ့အတွက်ဝမ်းသာမိပါရခင်ဗျာကံရင်အပံပိုးလေးပေါ့ဗျာဒီလာတဲ့မှာတော့ငါဓာတ်တွေစူးစမ်းမယ်ဒါတော့မလုပ်သေးဘူးအဒါကတော့ချလိုက်တော့မယ်ဒါကတော့ခဏနေုံစသဖြင့်ကံလေးတွေချိန်စနိုင်အောင်ရောင်းပန်းဝယ်ပန်းနေပွင့်အောင်လုပ်ငန်းဆောင်တာတွေတိုးတက်အောင်ပေါ့နော်ကဲအဲ့တော့ အထောက်ပံ့ဖြစ်တယ်ဆိုတာပြန်လည်ကြားသိရတဲ့အတွက်ဝမ်းသာမိပါတယ်။ကောင်းတဲ့ဟောချက်တွေမှန်ပါစေ။မကောင်းတဲ့ဟောချက်တွေကတော့တက်တက်ဆင်အောင်လွဲပါစေဗျ။ကျွန်တော်ပဲနာမည်ပြက်ပြက်ပါဖြစ်ဖြစ်နော်။ကောင်းတာတွေပဲမှန်ကြပါသေးဗျ။အဲ့တော့ဒီတလတာဟောချက်ချက်လေးရဲ့အရင်မှာကျွန်တော်မိတ်ဆွေများအတွက်မေတ္တာစကားလက်ဆောင်လေးတစ်ခုပါကြံပါတယ်ဗျ။ဘာစကားလဲဆိုတော့ကျွန်တော်တို့ကြီးပွားခြင်းကြတဲ့ချမ်းသာခြင်းကြတဲ့အောင်မြင်ခြင်းကြတယ်ပေါ့နော်အဲ့ဒီအတွက်မမတွေကိုရှောင်ကြပါမမတွေကိုရှောင်ကြပါ ဟာနော်ဒီဘေးရင်ဆရာဘာတွေပြောနေပါလိမ့်ပေါ့နော်အချီရဟောတာလားတဲ့မမတွေကိုရှောင်းတဲ့နော်ဘာတွေလုံးပရိသတ်ကြီးမမတွေကိုရှောင်းရပါတဲ့ဘာလို့လဲဆိုတော့ကျွန်တော်တို့ကကြီးပွားခြင်းနဲ့ချမ်းသာခြင်းနဲ့အောင်မြင်ခြင်းနဲ့ဒါပေမဲ့ကျွန်တော်တို့တွေးနေတာဘောင်မြန်နေတွေးနေတာတွေးတာတောင်ရိုးရိုးတွေးအောင်ပဲတွေးတာမဟုတ်ဘူးနော်ဖြတ်ခနဲ့တွေးတာမဟုတ်ဘူးနဲ့ယင်ထဲမှာတနစ်နစ်နဲ့ခံစားတာတနည်းအားဖြင့်ပြောရရင်တော့ထုံနေတာကျွန်တော်တို့ ဒီဂုံတော်တွေကိုထုံရင်ဂုံတော်ထုံတဲ့အကျိုးခံစားရမယ်။တန်ဖိုးတွေကာရာကိုထုံရင်တန်ဖိုးတွေကာရာတော်ကိုထုံတဲ့အကျိုးခံစားရမယ်။ကျွန်တော်တို့ကမကောင်းတာတွေကိုထုံနေမိတတ်တယ်။ကျွန်တော်တို့ဖြစ်ချင်လိုချင်ရကျင်တာတွေရဲ့ပြောင်းမြန်နေထုံနေမိတတ်တယ်။ဆိုကြပါစို့ကျွန်တော်တို့ကပတ်စံနေအများကြီးဝင်နေတာ။ပတ်စံနေလိုချင်တာတွေရွှင်နေတာ။ဒါပေမဲ့ကျွန်တော်တို့အထွေးအအောင်ထဲမှာထုံနေတာကပတ်စံနေရလဲမဝင်ဘူးကွာ။ပတ်စံနေရလဲမဝင်ဘူးကွာ။မဝင်ဘူး။ ပတ်စံနေမရဘူးဆိုတဲ့ဥစ္စာကိုကျွန်တော်တို့ထုံနေတယ်နော်လက်ပိတ်နေတယ်ဆိုတာကိုထုံနေတယ်ကြားလားကျွန်တော်တို့ကဈေးရောင်းကောင်းနေတဲ့ကိစ္စဒါပေမဲ့ဆိုင်မှာငုတ်တူကြီးထိုင်ပြီးဈေးရလဲရောင်းလို့ကိုမကောင်းမှုဟဲဈေးရလဲရောင်းလို့ကိုမကောင်းမှုဟဲနဲ့ဖြစ်နေတယ်ကိုဖြစ်ချင်တာကဈေးရောင်းကောင်းနေတာဒီထဲမှာထုံနေတာကနော်အာယုံမှာထုံနေတာကရောင်းလို့မကောင်းမှုဆိုတဲ့ဥစ္စာဟဲ့လားကိုဖြစ်ချင်တာကအလုတ်တွေအောင်မြင်တိုးတက်ချင်တာဒီစိတ်ထဲမှာတွေးပြီးတော့တနှုံနှုံတနစ်နစ်အာယုံပြုတ်ပြီးထုံနေတာက အလုပ်တရားလည်းအဆင်မပြေဘူးကွာလောကခံရတာအဆင်မပြေပါဘူးကွာအဲ့ဒါမျိုးတွေဖြစ်နေတာကြတယ်ဗျောင်းမြန်ဗျောင်းမြန်နော်အဲ့တော့ကျွန်တော်တို့ကငွေဝင်နေတာဆိုရင်ငွေတွေဝင်လာဖို့ပဲတဲ့တဲ့တွေးရအောင်အာယုံပြုအောင်မဝင်တဲ့အကြောင်းမတွေးနဲ့အလုပ်တွေအဆင်ပြေအောင်မြင်ခြင်းအောင်မြင်ခြင်းတဲ့အကြောင်းတွေးကြရအောင်မအောင်မြင်တဲ့အကြောင်းမကောင်းတဲ့အကြောင်းအဆင်မပြေတဲ့အကြောင်းမတွေးနဲ့ဈေးရောက်ကောင်းရင်ဈေးရောက်ကောင်းဖို့အကြောင်းကိုပဲတွေးရအောင်အာယုံပြုအောင်ဈေးရောက်မကောင်းလိုက်တာတို့ လူတွေကလည်းဘယ်ရောက်ကိုမှမသိဘူးဆိုတာတွေမတွေးပါနဲ့အဲ့တော့အဲ့ဒီမတွေမအောင်မှုတို့မကောင်းမှုတို့မဝင်မှုတို့မရှိဘူးတို့မရဘူးတို့မဖြစ်ဘူးတို့ဆိုတဲ့ဥစ္စာတွေကိုရှောင်ပြီးတော့ကိုဖြစ်ချင်ကောင်းချင်အောင်ချင်တာတွေကိုတဲ့တယ်တွေးရအောင်အဲ့တော့လူတို့ချင်းကျွန်တော်နမူနာလေးတစ်ခုပြောပါရင်ကျွန်တော်အသက်20ကျော်လောက်မှာကျွန်တော်ပေတင်ဆရာဘုရားကိုစတာပေါ့ကလေးလေးပေါ့အဲ့ကြတဲ့မှာကျွန်တော်ကပိတ်နေတော်တော်ပိတ်နေတော်တော်ပိတ်မိန်တီးတီးညှက်ညက်ကလေးမဲမဲလေးမဲမဲတီးတီးလေးနော် အဲ့ဒါဇပင်ပုတ်တိုက်လေးနဲ့နော်အင်ကြီးအဖြူဖိုးရဖာရကြီးနဲ့ဟောကားမှထိုင်နေသူဘသူကဆရာအဖြစ်နဲ့ဟာလာအတိမတ်ပြုတ်ကြမှာတော့နော်အဲ့တော့ကျွန်တော်ပြောအောင်ကျွန်တော်ပြန်ပြောပြတာဒါပေမဲ့ ျွန်တော်ဟောကမ်းမှာလူမရှိတဲ့အချိန်တွေမှာကျွန်တော်ကဘာတွေတွေးနေလဲဆိုတော့ဟာကျွန်တော်စီမှာဗေဒင်မေးတဲ့လူတွေရောက်နေတာဟာအထက်မှာလည်းနှစ်ယောက်သုံးယောက်ကထိုင်လို့ဟာအခန်းအပြင်မှာလည်းဟိုဘက်ခုံမောင်းဒီဘက်ခုံမောင်းတန်းစီပြီးတော့စောင့်နေကြတာအမလီမိုးတိုမတ်တပ်တွေကလည်းစောင့်နေတယ်စိုက်သားတွေနဲ့စပိန်တွေနဲ့ဆိုင်ကယ်တွေနဲ့ရှေ့ပါဟာရှေ့မှာနေရလူကြီးနဲ့ရန်နေဖြစ်ကြလမ်းလမ်းပြီးပြောရတယ်မတိုးကြပါနေပါအောင်ဗျကျွန်တော်စီစဉ်ပေးပါမယ်ဗျအမလီရန်တော့မဖြစ်ကြပါနဲ့ဗျစိတ်ထဲမှာစိတ်ထဲမှာအာယုံပြုတ်နေတာအဲ့တော့ဒေဒင်းမေးမဲ့လူလာရင်ဟောတယ် မေးမလူမလာရင်ငုတ်တို့ကြည့်ထိုင်ပြီးတော့ဘေးတွေမေးမဲ့တွေလည်းမလာဘူးကွာလူတွေကဘယ်ရောက်နေလဲလို့မတွေးဘူးကျွန်တော်အာယုံထဲမှာအပြစ်မှသာလူမရှိတာကျွန်တော်အာယုံထဲမှာပြိတ္တတွေကပြည့်နေတာပြည့်နေတာပြည့်နေတာဆိုတော့ကြက်ဒီမှာဟိုဒီမှာတော့အတူချုပ်လေးပဲပြောလိုက်ပါတော့မယ်နော်အဲ့ဒီမကောင်းတာကို တွေးတဲ့လူရဲ့အငွေ့အသက်နဲ့ကောင်းတာကိုတွေးတော်မျှော်လင့်နေတဲ့ငွေအငွေ့အသက်ချင်းကတအားကွာပါတယ်တအားကွာပါတယ်အဲ့တော့ဘဝမှာကိုဖြစ်ချင်လူချင်းရကျင်တာတွေကိုဒစိမ့်စိမ့်တွေးပါမဖြစ်ချင်တာကိုမခံစားနဲ့အဲ့ မှမရောက်စေနဲ့ဈေးရောင်းကောင်းခြင်းဈေးရောင်းကောင်းပါစေလို့ပဲတွေးရအောင်အဲ့တော့မဆိုတဲ့ဥစ္စာတွေပေါ့နော်မကောင်းမှုမဖြစ်ဘူးမရဘူးမအောင်မှုဆိုတာတွေကိုရှောင်ပါကိုဖြစ်ချင်လို့ချင်းရချင်တာတွေကိုဒစိမ့်စိမ့်တွေးပါအာယုံပြုတ်ပါဟာငါဈေးဆိုင်မှာကွာဟာလူတွေပြုတ်ယုံကုန်းနေတာဟာရှေ့မှာလည်းခဏနေကြပါအောင်ကျွန်တော်ကြောင်းပေးပါမယ်ဒီခဏလေးပါနော်အဲဟိုဘက်ဘသူကြီးဟိုဘက်ကလမ်းထဲငါဒူမလေးသွားခေါ်သားမှာဟဲ့ဒီမှာလူတွေကြနေတော့မနိုင်တော့လို့မလို့နော်အဲဟာနော်လမ်းထိပ်ကဟိုမှာဥလှဖေးတို့ဒေါ်မြမေတို့လည်းအမလီသူတို့သားသမီးကပတ်စံပို့လိုက်လို့ဆိုပြီးငါဆိုင်မှာပစ္စည်း ီးဟက်နော်အာဘသူရီလက်ပတ်ဆက်နေအဆင်ပြေလို့ဒီမှာငွေတုံကြီးပိုက်ပြီးဒီမှာပစ္စည်းတွေလာဝယ်ကြတယ်ငါစိမ်မှာလာပြီးစားကြတယ်ဟက်ငါစီကိုအလုတ်လာအပ်ကြတယ်ဟက်အဲ့ဒါတွေတွေးရအောင်ကောင်းတာတွေကိုနော်အ ਨੇ ဆုံးတော့ဗျာလေထဲမှာတိုက်အိမ်ဆောက်တယ်ပဲပြောပြောလေထဲမှာတဲထိုးနေတဲ့ဆာရင်တော့တိုက်ဆောက်နေတာကတော်ပါသေးတယ်နော်ကဲဒါကြောင့်ဒါလေးကိုအနှစ်ချုပ်လိုက်ရင်တော့ဒီလကျွန်တော်မိတ်ဆွေများအတွက်ရွှေစကားလက်ဆောင်လေးကတော့မမတွေကိုရှောင်ကြပါမမတွေကိုရှောင်ကြပါဘယ်တော့ရှောင်မလဲအခုကစပြီးရှောင်ကြပါစို့အဲ့ဒီမမတွေကိုရှောင်ရင်းအားဖြင့် ဟလာကိုဘွားရဲ့ကြီးဘွားကျမ်းမှာချမ်းသာလမ်းဖြာခြင်းအောင်မြင်ခြင်းတွေကိုအယမိစတင်ယူဆောင်ကြပါစို့လို့ကဲဒီလအတွက်စကားလက်ဆောင်လေးပါလိုက်ပါတယ်ခင်ဗျာကဲကျွန်တော်တို့ရွှေစကားဘေးဒင်ဝန်ဆောင်မှုကနေပြီးတော့ရွှေစကားဘေးဒင် application ဆိုတာလေးလဲကဲကျွန်တော်တို့စမ်းသပ်ပြီးတော့စူးစမ်းနေတာအခုဆိုလို့ရှိရင်တော့ account လေးပေါ်လာပါပြီခင်ဗျာအဲ့တော့ဟိုကျွန်တော်မိတ်ဆွေများ အလွယ်တကူဘေးတွင်မေးနိုင်အောင်ပေါ့နော်ဒါလေးစီစဉ်ပေးတာပါအဲ့ဒီရွှေစကား app က play store ကနေပြီးတော့ down ယူပြီးတော့မိမိဖုန်းထဲမှာ down ထားပြီးရင်အချိန်မရွေးနေရမရွေးဟလာကို့မှာဖုန်းပေးရယ်နော်ဖုန်းလိုင်းရယ်ရှိနေလို့ရှိရင်အဲ့ဒါဘေးတွင်မေးဖို့ဆက်သွယ်ဖို့အဆင်ပြေသွားပါလိမ့်မယ်တဲ့နော်အဲ့တော့ဘိုးအရင်ခေတ်တုန်းကတော့ဘေးတွင်မေးကျင်တဲ့လူတွေကဘေးတွင်ဆရာစီကိုသွားကြတာအခုဘေးတွင်မေးကျင်တဲ့လူတွေစီကိုဘေးတွင်ဆရာလာဟောပေးတယ်လို့မျိုးကဲအဆင်ပြေကြမယ်ထင်ပါတယ်အဲ့ဒီ ရွှေစကား app ရဲ့ link လေးကျွန်တော်တို့ comment မှာချပေးထားပါမယ်ခင်ဗျအဲ့ဒါလေးနှိပ်ကြည့်ပြီးတော့ကိုမလုတန်လဲမိကကလေးတရားကိုခိုင်းเนาะအသက်10နှစ်15နှစ်အမလီအသက်9နှစ်6နှစ်လောက်ဆိုတော့ကျွမ်းနေပြီထင်ပါတယ်အဲ့ဒီ application ရဲ့ link လေးကျွန်တော်တို့ချပေးလိုက်ချပေးထားပါမယ် comment မှာเนาะအဲ့ဒါလေးနှိပ်ကြည့်ပြီးတော့ဖုန်းထဲမှာအဲ့ဒါလေး install down ထား install လုပ်ထားပြီးတော့ကဲဘေးဒင်ဆရာစီကိုဘေးဒင်မေးသူကသွားရတဲ့ခက်ကနေပြီးတော့ဘေးဒင်မေးသူစီကိုဘေးဒင်ဆရာလာဟောရတဲ့ခက်ကဲကိုအဲ့ဒီစီကို အဆင့်သွားကြပါစို့လို့ကဲအဆင့်ပြေကြပါစေခမ ဆက်လက်ပြီးတော့တင်းငွေသားသမီးမိတ်ဆွေများအတွက်2025ခုမေလတလတာရွှေစကားငွေစကားဟောကြားချက်များဖြစ်ပါတယ်ခင်ဗျာဒီလိုကိမျိုးမှာကတတ်တူတွဲပြီးလုံးမဲ့ကိစ္စတွေစာချုပ်စာတမ်းချုပ်စုလုပ်ကိုင်ရမဲ့ကိစ္စမျိုးတွေစံစီစေစာဆက်မှုစိုက်ပျိုးစိန်စာအုပ်စာတမ်းစာတောက်ကုန်စာတောက်ဆိုင်စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတွေကောင်းတယ်နောက်လုပ်ငန်းတစ်ခုခုကိုစတင်အခြေတည်တာတို့ထူထောင်တာတို့ဖောင်ဒေးရှင်းချတာတို့အဲ့ဒါမျိုးတွေပြုလုပ်တဲ့အချိန်ဖြစ်ပါတယ်စိတ်နှက်ခွဖြစ်စရာလေးတွေမတင်မကြလေးတွေကတော့များတတ်တယ်ဒီမှာဆက်နေမယ်မနေတော့ဘူးငါဒီအလုပ်ဆက်လုပ်မယ်မလုပ်တော့ဘူးပြောင်းမယ်မပြောင်းဘူးအဲ့လိုမျိုးဖြစ်တတ်တယ်ကိုယ်တိုင်တောင်မ တင်မကြမရေမရဆိုတော့ဆွေမျိုးမိတ်ဆွေလို့ပေါ်ကံပဲတွေကလည်းဟဲ့သူစကားနှင်းနေစားမနေ့ကပြောတော့တမျိုးကူတမျိုးပါလားဆိုတာမျိုးတွေဖြစ်နေတတ်တယ်။ကိုကလည်းသူများတွေကိုအမြင်မကြည်သူများတွေကလည်းကိုကိုမကောင်းမြင်အထင်လွဲအမှုပတ်ကြညအထင်လွဲဆိုဆိုခံရဒါမျိုးလေးတွေရှိတတ်တယ်။တကယ်ယောဂါကြီးကြီးမားမားမဟုတ်ပေမဲ့စိတ်ထောင်းကိုကြည်ဆိုသလိုပဲစိတ်တွေရှုပ်ထွေးအေးပြဲအစားပြဲအစားမစေးမပြမကြီးထိခိုက်တတ်တယ်လေတော့သတိပြုပါ။ငွေတွေပစ္စည်းတွေမကုန်တယ်မကုန်မထွက်တယ်မထွက်မပြတ်တယ်မပြတ်မပြောက်တယ်မပြောက်အလေလွင်လေးတွေများတတ်တယ်။ဘလောက်ပဲတတိထာထာကြမ်းဖန်ပြီးတော့ အကျွေးတွေပါတင်သွားတတ်တယ်။ကဲတင်စရာရှိလဲပိုင်နေလားတင်ပြလိုက်ပြီတော့ပတ်စံနေပါတီကြာနာချီငါဆွဲယုံပြီးတော့လုပ်ငန်းထူထောင်တာတို့အိမ်တွေဆိုင်တွေအဆောက်အဦနေရာထိုင်ခင်းကိစ္စစီမံခန့်ခွဲတာတို့ပြုလုပ်မယ်ဆိုရင်အလွန်ကောင်းပါတယ်။အဓိကကတော့ဒီချိန်လေးဟာကညာမဂုံးတက်ကိုယုံတက်နေတယ်လို့ပဲ။အောင်မြင်အောင်မြင်ချင်းတောင်ထိပ်ကိုရောက်ခံနေပြီ။တိုးတော်လူကလက်လျှော့ခြင်းတို့လိုအားငယ်ခြင်းတို့လိုဖြစ်လာတတ်တယ်။ကိုယ့်ရဲ့စိတ်အာရုံကိုစုစည်းပြီးတော့ပိုင်မနေနဲ့လုံးတဲ့အချိန်မကြခင်မှာတော့ ကဲအောင်မြင်ခြင်းကိုလက်ဝဲပိုင်ပိုင်ရရှိတော့မှာပါလို့နော်အဲ့တော့စိတ်အာယုံစူးစီးအားတင်းပြီးတော့ကြိုးစားပါအဲ့တော့ဒီလိုဂိမ်းမျိုးမှာကံရဲ့အပံမိုးရရှိစေဖို့ဆိုရင်တနင်္ဂနွေသားသမီးမိတ်ဆွေတွေကခရမ်းရောင်တို့မယမ်းရောင်တို့များများပါတော့အဝယ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးသွဲပါမိမိတို့ရဲ့ရောင်ကုန်ပစ္စည်းတွေရောင်အပ်တဲ့အောင်လုပ်ငန်းဆောင်တာတွေတို့တဲ့အောင်ဆိုရင်ဇုံကလေးတစ်ချောင်းကဲအစီအမေတင်တော်တဲ့ဇွန်လေးတစ်ချောင်းနဲ့ရောင်းညင်တဲ့ပစ္စည်းမှန်လမ်းများလုပ်ငန်းသုံးပစ္စည်းမှန်လမ်းများကိုတို့ခောက်ပြီးတော့ဆူတောင်းပါဒီလိုဂိမ်းမျိုးမှာကို့အတွက်ကံကောင်းလက်ရှင်စေမယ့်နံပါတ်တွေကနန်းတွေကအိမ်နံပါတ်ခြံနံပါတ်ကားနံပါတ်တွေရွေးမယ် ငါဈေးစကားတွေတတ်မှတ်မယ်အချင်းချက်လုံမယ်နာယီနေ့ရရွေးမယ်ဆိုရင်တစ်ကနန်း6ကနန်းနေဟာကို့အတွက်ကံကောင်းလက်ရှင်စေပါလိမ့်မယ်ကတလူကိမျိုးမှာတနေ့ငွေသားသမီးတွေကံရဲ့အပါမို့ရဖို့ဆိုရင်တော့စီချက်ခောက်ဆွဲလှူအောင်စီချက်ခောက်ဆွဲမြတ်စွာဘုရားမှာပဲလူလူအပေါင်းသမီးတွေကိုပဲဒါနာပြုပြုပေါ့နော်အများရမဟုတ်တော့အလွန်အရေးကြီးတဲ့ကိစ္စကြီးကြီးမားမားရှိတဲ့နေ့တွေမှာစီချက်ခောက်ဆွဲလှူဒန်းပြီးတော့ဒီနေ့ပြုလုပ်မယ့်ကိစ္စဘယ်လိုဘယ်လိုအောင်မြင်ပါသေးဆုတောင်းမှုဖြစ်ပါတယ်ကဲအဲ့ဒါလေးနဲ့ကံရဲ့အပါမို့ရရှိကြပါစေဘေးရန်ွယ်ပေါင်းကလည်းကင်းပါချမ်းသာကြပါစေ ကံညာဝရိယ၃ချက်လုံးအကောင်းအောင်ကြိုးပမ်းတော်မူနိုင်ကြပါသည်ခင်ဗျာ။